ရန်ကုန်မှာစစ်ကုံရှင်လောက်ခံမြို့နယ်နဲ့ရကြီးအုပ်ချုပ်ရေးမှုတွေပါဝင်တဲ့အဖွဲ့ကနေတိန်တက်တိန်စင်းနဲ့မဲစင်းတွေကိုလိုက်လံစစ်ဆေးပေးတာတွေပြီးခဲ့တဲ့ရက်ပိုင်းကစပြီးလုပ်ပေးနေတယ်လို့သတင်းရရှိပါတယ်။ဒါပေမဲ့မြို့နယ်အများစုကအတူရောင်ရွေးကောက်ပွဲမလိုလားသူပြည်သူအများကတော့အိမ်တကားပိတ်ပြီးရှောင်ထွက်နေကြတယ်လို့အုပ်ချုပ်ရေးမှုနဲ့ဤဆက်သူတွေကပြောပါတယ်။ပထမချိန်တွေမှာဒုတိယချိန်မဲစင်းကထားကျင်ညာချိန်မှာလဲမဲစင်းလာရောက်စစ်ဆေးသူနဲ့အမားရင်းလာ ပြည်သူတွေမရှိသလောက်ဖြစ်နေလို့ စစ်ကောင်ရှင်ဘက်ကတင်တဆင်မဲစင်းစစ်တဲ့အစီအစဉ်ကိုစတင်ခဲ့တာပါ။ဒါကြောင့်နိုဝင်ဘာနောက်ဆုံးပတ်ထဲမှာအမိတ်ညွန်ကြားချက်အရအမျိုးနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ရက်ကြီးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေပူးပေါင်းပြီးမဲစင်းတွေကိုအိမ်နံရာရောက်လိုက်လံစစ်ဆေးပြင်ဆင်ပေးနေရတာလို့သိရပါဗျ။ရက်ွက်တွေတဲကိုမဲဆင်းတွေအိမ်ထိလိုက်လံစစ်ဆေးပေးမှဖြစ်လို့နေအိမ်တွေမှာစောင့်ဟိုင်းထားပေမဲ့လေအမှန်တကယ်သွားရောက်ချိန်မှာအိမ်တကားတွေပိတ်ထားခဲ့တာများတယ်လို့တာဂီတာမျိုးနဲ့ရှိရကြီးအုပ်ချုပ်ရေးမှုနဲ့နှိဆက်သူတူကပြောပါတယ် ကျွန်တော်တို့ဒီတော်တော်လေးလူတွေကမရှိတလောက်ပဲတချို့အိမ်တွေဆိုလူရှိတာတည်တယ်ဘလောက်ကိုကိုထွက်မလာကြဘူးမားတယ်မားတယ်လို့ online မှာစာတိတ်ကြဆစ်ပြီးပြင်ဆင်ရှိတာပြင်လိုက်တာပိုကောင်းတာပေါ့နော်ဒါမှလုံးဆံမလို့ပါဘူးပြန်ဖြည့်ရမယ်ဆိုတော့ကျွန်တော်တို့ပဲအဲရေးပြီးမှဖြည့်ပေးလိုက်မယ်လေလက်မှတ်လေးပဲထိုးပါဆိုတာတော့မလုပ်ကြတချို့တွေကလည်းလုပ်သွားကြတာဆိုတော့အင်းဆောင်တော့မရှိကြဘူးတတိယအကျင့်စင်ကတ်တဲ့အခါကျတော့အမှားကအမှားတိုင်းပဲရှိနေလို့မှာပဲလေ ပြောရင်လူတွေကလူမရှိတဲ့ရေကောက်ွယ်ဆိုတာကြီးကအရင်ပေါ်လွင်နေလေအဲတချို့ရက်ွက်တယ်ဆိုတော့တယောက်တည်းကပဲတိုင်ငံထွက်ပြောတာအားလုံးမှန်နေဆိုတာကြီးပဲအဲအိမ်ထဲတောင်ဝင်မကန်အဲမြို့နဲ့တမြို့နယ်စီတော့ဘယ်လိုတွေလုပ်နေကြလဲတော့ကျွန်တော်တို့လည်းသိကြတော့မသိဘူးဒါပေမဲ့တိတ်ကြပါတယ်တခြားနေရာတွေလည်းဒီလိုပဲဖြစ်နေပုံပါပါရန်ကုန်မန္တလေးမွန်ပြည်နယ်အပါအဝင်တိုင်းနယ်ပြည်နယ်တို့ကရက်ွက်ကြီးရာတွေမှာမဲဆင်းတွေကိုစစ်ကော်မရှင်လောက်ခအဖွဲ့တွေကမဲဆင်းစာရွက်ကင်ကအိမ်တိုင်းရာရောက်လိုက်လံစစ်ဆေးပေးနေတာဖြစ်ပါတယ် အင်းနရရအောင်မဲဆင်းလာစစ်နေတဲ့အချိန်လေးနဲ့ပတ်သက်လို့ရန်ကုန်မြို့နယ်အမျိုးသမီးတူကအခုလိုပြောပြပါဗျာ။ဟုတ်ပါလားလေဟာလာပြီးတော့အဲ့လိုမျိုးသူတို့ကောက်မလို့ပဲရှိသေးတယ်။အလန်တွေကတယောက်ကကြတော့ဒိုင်ရန်သွားကြည့်ကြတာကွာအကုန်လုံးမှန်တယ်ကွာဆိုတော့ဒီတန်းတွေကလူတွေကနာမည်စင်းအကုန်မှန်တယ်ဒီတန်းတက်လန်းနဲ့နက်လန်းနဲ့မှန်တယ်လို့ပြောတော့သူကအင်းနဲ့အဲ့ဒါဆိုလို့ရှိရင်မှန်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အကုန်လုံးပါဆိုနေကျွန်တော်တို့မကောက်တော့ဘူးရဲ့အုတ်ချုပ်ရင်းမှုပေါ့နော်။ဟိုလူဦးလေးကမှန်တယ်လို့ပြောလို့ရှိရင်ဦးလေးက အဆင်ပြေဆုံးကျွန်တော်မကောက်တော့ဆိုမကောက်တော့ပဲနဲ့တိုက်ဖက်တွေမှာပဲကောက်ကောက်တာလမ်းထဲမှာရှိရဲ့ဦးလေးတယောက်ကကွာဒီလမ်းထဲကအကုန်လုံးပါတယ်အိမ်မော်တွေကိုတက်ောက်ဆရာမလို့ဘူးလို့ပြောတာကွာအဲ့တော့ကအုတ်ချုပ်ရင်းမှုရဲ့ရုံးကဝန်တန်းရဲ့ပြီးတော့အဲ့ဒီသူတို့လောက်ဝကလာပါလားအဲ့အဲ့လိုမျိုးအဲ့လိုမျိုးလူတွေလောက်ထမိန်တို့ဘာတော့ကလေအစိမ်းရောင်နဲ့အိမ်ကြီးရတဲ့အစိမ်းရောင်လိုမျိုးလေအဲ့အဲ့လိုအဲ့လိုမျိုးစစ်စိမ်းရောင်လားအဲ့လိုလူမျိုးတွေပဲမိမကြီးလည်းပါယောက်ျားလည်းပါ ုတိယကြိမ်မဲဆင်းကိုနိုဝင်ဘာ22ရက်ကနေဒီဇင်ဘာ4ရက်ထိနှစ်ပတ်ကြာကတ်ထားကြေညာမယ်လို့စစ်ကောင်ရှင်ခန့်ရွေးကောက်ပွဲကော်မရှင်ကကြေညာထားပါတယ်။အခုကြိမ်မဲဆင်းအမားတွေကိုဖြည့်စွက်ပယ်ဖျက်ပြင်ဆင်တာတွေဆောင်ရွက်ပြီးရင်အတူရောင်ရွေးကောက်ပွဲအတွက်မဲဆင်းတတိယအကြိမ်ကြေညာခြင်းကိုဒီဇင်ဘာလအတွင်းမှာပဲနောက်ဆုံးအကြိမ်အဖြစ်ထပ်မံကြေညာမယ်လို့စစ်တပ်ရွေးကောက်ကဆိုထားပါတယ်။ မဲဆင်းမှာပါဝင်ခြင်းရှိမှရှိကိုစိတ်ဝင်စားတဲ့ပြည်သူတွေဟာပါဝင်ရှင်ပြိုင်ကြမဲ့ပါတီတွေနဲ့ပါတီကိုစားပြုကိုယ်စားလှယ်တွေကိုလည်းအများစုကမသိရှိကြပါဘူးစစ်ကောင်းဆောင်မင်းအောင်လှိုင်ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီတခဲနဲ့အနိုင်ရခဲ့တဲ့2020ပြည့်နှစ်အထွေထွေရွေးကောက်ပွဲမှာမဲဆင်းတွင်မှာရင်းနေတယ်လို့အကြောင်းပြပြီးအာဏာသိမ်းခဲ့တာပါ ဒါပေမဲ့စေအိုစုကလုံးမဲ့2025ရွေးကောက်ပွဲမှာလဲမဲဆင်းအမှားတွေများနေတဲ့အကြောင်းစစ်တိုက်ကပိုက်ဆောင်ပါတီကြံ့ခိုင်ရေးဘက်ကလည်းထုတ်ဖော်ဝန်ခံထားပါတယ်။တစ်ဖက်မှာလည်းလွတ်လပ်ပြီးတရားမျှတစွာပြုလုပ်မယ်လို့စစ်ကောင်းဆောင်ကဆိုနေပေမဲ့မြေပြင်မှာတော့တရားမဲ့အရေးယူမှုတွေစစ်ကုံရှင်လောက်ခံတွေကစက်တိုက်ပြုလုပ်နေပါတယ်။